င်းပြန်ခြင်းမတုံ့ပြန်ခြင်းဆိုတဲ့အရာကကိုကပဲဆုံးဖြတ်ချက်စာချလို့ရတယ်။ဘိုးကဘာကိုကာကွယ်နေရလဲ။ဂုံသိက္ခာဆိုတဲ့သဘောကကျမတို့အင်တာနက်မှာအလုံးလုံးနဲ့ဆိုရှယ်မီဒီယာလုပ်တယ်ဆိုရင်ဂုံသိက္ခာဆိုတာကလေဒီခါလေးကျရင် reputation ဆိုတာကျမကာကွယ်လို့မရအောင်လူတွေကပြတ်တော့ပြောချင်တယ်လို့ပြောတာ။သူတို့စိတ်ထဲမှာရှိတယ်လို့ကိုကိုအပုတ်ချရင်လည်းချမယ်။ကိုရဲ့ reputation ကိုကာကွယ်လို့မရအောင်ကျမကာကွယ်တာတခုပဲရှိတော့တယ်ကျမရဲ့ငြိမ်းချမ်းမှု peace အဲ့ဒါကိုပဲကာကွယ်တော့တယ် I'm not protecting my reputation anymore. ကျမရဲ့ငြိမ်းချမ်းမှုကိုအနှောက်ယှက်လာပေးတယ်။ဒီ protect လုပ်နေတဲ့ peace ကိုလာနှောက်ယှက်တယ်ဆိုတဲ့အခါကျရင် access deny ။ကျမနဲ့စကားပြော권ထိတွေ့ဆက်ဆံ권မရှိတော့ဘူး။အဲ့ဒါကျမကိုကိုကို respect ထားလို့သူတို့ကိုအကောင်မြင်တဲ့စိတ်လေးနဲ့ကျမကြည့်လို့ရသေးတယ်။ဒါပေမဲ့ကျမအမှန်ကိုမမြင်ဘူးဆိုတဲ့အခါကျရင်ကိုကိုကိုလေးစားမှုရော့သွားလိမ့်မယ်။ ပေ relationship မှာဆိုလူတွေကစိုးသွားတာမဟုတ်ဘူးဒီခါလေးကျရင် you cannot cross path anymore ရေးစပ်ဆုံးလို့မရတော့ဘူးကိုကလည်းပြောင်းလဲမှုတစ်ခုလမ်းကြောင်းဖြစ်သွားပြီသူလည်းလမ်းကြောင်းတစ်ခုဖြစ်သွားပြီဒီခါလေးကျရင်တော့နှစ်အနှဲငယ်ကြရဲဆိုတဲ့အခါမှာနှစ်ဦးနှစ်ဖက် evolve ဖြစ်ပြီးပြန်တွေ့ရဆိုတဲ့အခါမှာစကားပြောလို့ရတယ်လူတွေမုံတီးပြီးတော့အပုတ်ချတဲ့ခွဲခွာမှုမျိုးနဲ့ခွဲခွာသွားတာမဟုတ်ဘဲနဲ့ okay ငါတို့ဒီချိန်မှာတော့ we have to grow apart ။ကိုကကောင်းတယ်၊သူကမကောင်းဘူးဆိုရတယ်။သူတို့စိတ်ထဲမှာလည်းကျမကကောင်းချင်မှကောင်းမယ်။အင်္ဂါကိုကျန်သူတို့ဒုံတိလို့သွားတယ်။ဘာကြောင့်လဲ?ကျမကတော့ကိုကုတ်ကိုရန်လေးစားတယ်။ respect ရှိတယ်။ကျမဘလို့မျိုးလူတယောက်ပေါ်မှာအားစိုက်ထုတ်လဲ။ဘလို့ intention ရှိလဲဆိုတဲ့အရာကကိုကုတ်ကိုကျမက100%ယုံကြည်လို့100% confident ရှိလို့ကိုကဘာကို protect လုပ်နေရလဲ။ကိုရဲ့ဂုံသိက္ခာကို protect လုပ်နေရလားကာကွယ်နေရလား။ 個嘢正影真冇 p e s c o 教過你啊啦！